အားလုံးပဲမင်္ဂလာပါကျွန်တော် Facebook တွေ TikTok တွေ YouTube တွေမှာပေါ့နော် view တွေအများကြီးရပြီးတော့အဲကျွန်တော် video quality တွေကောင်းဖို့အတွက်ကိုဘယ်လိုလုပ်ဆောင်ရလဲဆိုတာကိုကျွန်တော်တင်ပြပေးသွားမှာဖြစ်ပါတယ်ပုံမှန်ဆိုရင်ကျွန်တော်တို့ဗီဒီယိုရိုက်ပြီးဟဲ့ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယို recording နဲ့မှာဝင်ပြီးတော့ရိုက်ကြတာပေါ့နော် ဒါဆိုလို့ရှိရင်ဒီနေ့ကျွန်တော် mobile phone နိုင်မှာပါတယ်ဗောနော် manual လေးနဲ့မိတ်ဆက်ပေးပါမယ်နော်ဒါဆိုရင်ကျွန်တော်တို့ဗောနော်ဒီ video recording ကနေပြီးတော့ဒီဘက်ညာဘက်ကိုဆွဲလိုက်တယ်မယ်ဆိုထိတ်ဆုံးမှာ pro mu ဆိုတာတွေ့လိမ့်မယ်အချို့ဖုန်းတွေမှာတော့ manual mu ဆိုပြီးတော့ပါတယ်အချို့ဖုန်းတွေမှာ expert ဆိုပြီးတော့ပါတယ်အချို့ဖုန်းတွေမှာတော့ master mu လို့ဆိုပြီးတော့ပါတယ်ဗောနော်ဘယ်လိုပဲပါပါဗောနော်အဲသဘောတရားချင်းကတော့အတူတူပဲဗောနော်ဒါဆိုရင်ကျွန်တော် menu လေးမှာ ISO ဆိုတာကိုတွေ့ရလိမ့်မယ်။အဲ ISO ရဲ့သဘောတရားကတော့ အဲဆိုရဲခဏန်းတမိုးများရင်အလင်းများတယ်အဲဆိုရဲခဏန်းတမိုးနဲ့အလင်းနဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဗီဒီယိုကွာလီတီတွေကောင်းရင်လည်းဆိုရင်တော့ ISO ကိုအနည်းဆုံးထားပြီးတော့ရရမှာဖြစ်ပါတယ် ISO ရဲ့အနည်းဆုံး90 100အဲ့လောက်ပဲထားရမှာပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ chatter speed ပေါ့နော် chatter speed ကတော့ ISO နဲ့ပြောင်းမြင်ပေါ့နော် chatter speed က ISO ခဏန်းတမိုးများရင်အလင်းနဲ့မယ်ခဏန်းတမိုးနဲ့ရင်အလင်းများမယ်ပေါ့နော် ့ရှတာစပီကတော့ကျွန်တော်အလင်းတကားပွင့်ဖိတ်ကြခြင်းပေါ့နော်အဲအလင်းကိုအလင်းတကားကိုကြာကြာပွင့်ထားမှလားခဏပဲပွင့်ထားမှလားဒီနေရာမှာခိုင်းလို့ရတယ်ပေါ့နော်ရှတာစပီ1ဘိုင်ရဲ့နောက်မှာပေါ့နော်ခဏနေမြားရင်အလင်းနဲ့မဲ့ဘယ်တော့ဒီရိုက်လို့ရတယ်စက္ကန့်30အထိရိုက်လို့ရတယ်ကျရာစပီရဲ့1 by 400ရပေါ့နော်အရင်ကဖွင့်ပိတ်ကြခြင်းတစ်ဆက်ကမှပုံ400လို့ပြောခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ရှရာစပီ1 by ရဲ့နောက်မှာပေါ့နော်အာနံပါတ်တမိုးတွေများရင်အဲလှုပ်ရှားနေတဲ့အရာတွေက အဲကျွန်တော်ပြတ်သားမယ်မှတ်ဖြတ်သွားရင်မှတ်ပြတ်သားမယ်လူပြတ်သွားရင်လူပြတ်သားမယ်ပေါ့နော်တကယ်လို့ shutter speed ကို30စက္ကန့်35စက္ကန့်30စက္ကန့်ဆိုလို့ရှိရင် long exposure ဖြစ်သွားပြီးတော့ထုတ်ရှားနေတဲ့အရာတွေကဝါးသွားမှာဖြစ်တယ်ပေါ့အဲ့ဆို ISO ဆိုလည်းတည်ပြီး shutter shutter speed လည်းတည်ပြီးဆိုရင်နောက်တစ်ခုကတော့ကျွန်တော် EV ပေါ့နော် EV ကတော့ရိုးရှင်းတယ်ကျွန်တော်အဲဗီဒီယိုကိုလင်းအောင်ရိုက်ပါလားမှောင်အောင်ရိုက်ပါလားဒီနေရာမှာဆုံးဖြတ်လို့ရတယ်ပေါ့နော် အဲနောက်တစ်ခုကတော့ကျွန်တော် white balance ပေါ့နော် white balance ကြတော့ကျွန်တော်တို့ဒီနံပါတ်တမိုးများလို့ရှိရင်ဒီဘက်အဝါဘက်ကိုသွားမယ်အပြာဘက်ကိုသွားမယ်ပေါ့နော်အဲခရမ်းရောင်ဘက်ကိုသွားမယ်သူကအမျိုးမျိုးရိုက်လို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဓာတ်ပုံသဘာဝတွေအတွက်ပေါ့နော်အဲ jpeg နဲ့ raw ဆိုပြီးတော့ပေါ့နော်အဲခွဲခြားပေးထားတယ်အလင်းညာကြီးတိုးတက်လာတဲ့အမြတ်ကျွန်တော်တို့ဟို mobile phone နဲ့မှလည်း raw ဆိုတာတွေကိုကျွန်တော်ထည့်သွင်းလာတာတွေ့ရတယ်ပေါ့နော် ဂျပန်နဲ့ရောဘာကွာလဲဆိုလို့ရှိရင်ဂျပန်ကတော့ကျွန်တော်တို့အဲတခါတည်း process automatic process လုပ်ပေးလိုက်တဲ့အတွက်ကိုကျွန်တော်တို့ကပြန်ပြင်လို့မရဘူးပေါ့နော် editing လုပ်တဲ့အခါမှာအဲကြောင့် raw ကြတော့ကျွန်တော်တို့က data တွေကိုအပြည့်အစုံဖန်ဆီးပေးတဲ့အတွက်ကိုကျွန်တော် editing လုပ်တဲ့အခါမှာ color တွေ gradient တွေဘာတွေပြန်ပြောင်းလို့ရတယ်ပေါ့နော်အဲ့တော့ manual မှုဥပမာသုံးလဲဆိုရင်ကျွန်တော်မိနစ်ပတ်အလင်းတွေများတဲ့အခါကျရင် ND filter တွေပါရင်မရှိဘူးဆိုလို့ရှိရင်ကျွန်တော်ကအလင်းကို short word ဘက်ကိုသုံးတယ် တော့ညဘက်မှောင်မိုက်တဲ့အခါမှာဆိုလို့ရှိရင်အလင်းလိုကြီးလို့တုံးတယ်။နောက်ပြီးတော့ညဘက်ပေါ်တော့ကျွန်တော်တို့ start trade လို့ Mickey Way လို့ subject ကိုတေချာမမြင်ရတဲ့အခါမှာဒီအဲပုံမှု master move ကိုတုံးတယ်ပေါ့နော်။